တောင်နှင်းကြီးမြို့နယ်တဲ့ကချောင်းတစ်ချောင်းမှာနှစ်ရက်အတွင်းចောင်းဆရာမတစ်ယောက်နဲ့အမျိုးသားတစ်ယောက်ချောင်းရည်တဲ့မျိုးပါပြီးသေဆုံးသွားပါတယ်။ဒီတဲ့င်းကိုမင်းညိုကပြပို့ထားပါရရှင်။ချောင်းလေးကတော့ပြီးွားတဲ့ဩဂုတ်28ရက်လေးကဆရာမလေးတစ်ယောက်ရေးစီးရဲကိုမျိုးပါပြီးတော့သေဆုံးသွားပါတယ်။29ရက်နေ့မှာဒီချိုင်းရွာအမျိုးသားတစ်ယောက်ချောင်းထဲမှာကဘာပြိုတဲ့ထဲမှာပါသွားပြီးတော့ရင်းနှီးပြုတ်ပြောက်ခွဲသွားပြီးနောက်နေ့တရက်ကြာမှပေါ်လာပြီးဒီနေ့တော့အတူကချတကြိုတဲ့နေ့ကိုကျွန်တော်တို့ဒီမှာလက်ရောက်လာဖြစ်ပါတယ်။ ဲချောင်းလက်ဆက်ကိုရေလာကြည့်ရအောင်ရေလာကြည့်ရင်လည်းတဲကဘာပြူကြပြီပါတော့ဟောတဲကဘာဆိုတော့လေသူက6လောက်ဘယ်ဘက်6လောက်ကနေပဲတွွန်ကြပြီဟောအဲ့ဒီကနေတခါပြရအောင်မရတော့ဘူးအော်လာ29ရက်နေ့မှာတောင်တွင်းကြီးမြို့နယ်အောင်းစုကြည်ပါကဆီယမ်မတ်လင်းဆန်တာကအဖော်ဆီယမ်နှစ်ယောက်နဲ့အတူသူတာဝန်ကျရာအမှတ်150ကိုပိတ်ဆွယ်ကိုမူလာတန်းချောင်းကိုသွားဖို့အတွက်ရေးစီရကောက်တဲ့ချောင်းကိုဖျက်ကူးခဲ့ကြပါတယ်အဲ့ဒီမှာပဲဆီယမ်မတ်နှစ်ယောက်ရေးတဲ့မျောပါသွားပြီးတယောက်ကတော့ကယ်တင်နိုင်လိုက်ပြီးဆီယမ်မတ်လေးလင်းဆန်တာကတော့ရေးတဲ့မျောပါသေဆုံးသွားခဲ့တာပါ မမေတော့လည်းမလွားလို့ဖြစ်လို့စီအိမ်မှာလည်းမိရဲလို့ဆိုပြီးအဲ့ကနေပြန်လာပြီးတော့ကျမလည်းမိသွားလို့ရရင်လားဆိုသူကဖြူဆိုင်လေးဝစ်ဆင်လိုက်မိမေရပြီးရဲသွားတော့တဲ့တမီလည်းသွားမှာအေးတမီကို အလောက်ကိုတာဝန်တည်ရမှတ်မိမဲနေမိရဲတဲ့လီလီယာဆိုင်ကနေမမေဆိုလို့စင်ဆယ်မိနစ်ပဲကြာပါလေအားအကြောင်းမလို့တမီသွားမှာပါမိပါတယ်တဲ့အဲ့လိုပြောတာအဲ့လိုပြောကျမလည်းတော့ရထက်ပါ ဒီလိုကနေငမင်းကအဲ့လိုရေလာလို့ခုံချလိုက်တော့ကျမလည်းရင်တုမနာပေါ့ကျမတမီးလေးကိုဝိုင်းခဲ့ကြပါဆိုတော့တဲဟွာခုံပြီးဟိုပေါ့ဒီမှာငမင်းမင်းနဲ့ဆီယမလေးလင်းဆန်လာကပထဝီဘာသာရဲ့အဝေးတင်ပွဲကိုမကွေးတက်ကတူကနေရယူခဲ့တာပါသူ့ကိုပြီးခဲ့တဲ့ဇွန်လကနေစားလာပြီးအနေနဲ့တောင်တွင်းကြီးမြို့နယ်ပညာရေးမှုကအလုတ်ခန့်ခဲ့ပြီးသူတာဝန်ကျရာပိတ်ဆွဲကုန်ခြေရွာကဒီချောင်းတစ်ခုတည်းကိုသုံးကဖြတ်ပြီးမှရောက်တဲ့နေရာဖြစ်ပါတယ်သူမျောပါသွားတဲ့လေကတော့တောင်ကြားချောင်းရင်အရန်ကြာနေတဲ့အချိန်ဖြစ်ပါတယ် အေးရမထင်မှတ်ဘူးသူပြောရတဲ့ခဏကဒူးတော့ပေါ့ဗျာဒူးတာဒူးတော့ပေါ့ဒီချိန်မှာကျွန်တော်လည်းလှမ်းနဲ့လှမ်းဖုံးနဲ့တမပြောမိဘူးတမိရေလာရိတ်မယ်ဗျာအရှိမော့ယူပါမပြောမိမုံမဲနေတော့ကျွန်တော်အမြင်မဲချောင်းပြားတာဒါပြောကျွန်တော်မပြောမိလိုက်ဘူးမပြောမိတော့ချောင်းပြားလာတဲ့ဒီပါရောဖြစ်နိုင်မှာကျွန်တော်လည်းမမြင်တော့မသိဘူးဗျာအဲ့မဲ့ကျောင်းလေးထဲဆက်လို့မိုးလေးရွာလို့ကျွန်တော် ထဲဆုပ်ပြီးတေဘောတေပြီးမိုးလေးဆဲတော့လန့်ခေါ်ကြည့်ရောဖုံးကခေါ်များတော့ဆက်တွေ့ဟူအီးရပြင်ပါဆိုတော့စိတ်ထဲမှာခံစားပါတော့အဲအာရမီညံပါသွားပါလားပဲဟောငမင်းချောင်းကငမင်းဆဲရေပိုလွှဲကကြတဲ့အချိန်တွေနဲ့တောင်ပေါ်ကရေကြတဲ့အချိန်တွေမှာဆိုရင်အခုလို၄၅၀လောက်ဖြတ်တန်းလို့မရပါဘူးဆီယမားလေးကဩဂုတ်လ၂၈ရက်နေ့မှာပိတ်ဆွဲကုန်ချောင်းထဲကိုပြောပါသွားပြီး၂၈ရက်နေ့မှာငမင်းချောင်းထဲမှာအလောင်းပြန်လဲရခဲ့တာပါအဲ့ဒီနေ့မှာပဲ ချိုင်းကျေးရွာကကိုတင်အောင်ရေထဲမျောပါသွားပြီး29ရက်နေ့မှာငမင်ချောင်းထဲမှာရေထဲမျောပါသွားတဲ့နေရာနဲ့10မိုင်အကွာလောက်မှာကိုတင်အောင်အလောင်းကိုပြန်ရခဲ့တာပါတောင်လင်းကြီးမြို့နယ်မှာ2016ခုနှစ်ထဲမှာကျောင်း245ကျောင်းအတွက်လေးစားလာပေး190ခန့်လာခဲ့ပြီးအခုလိုသွားလာခက်ခဲတဲ့ကျောင်း30ကျောင်းလောက်ရှိတယ်လို့တောင်လင်းကြီးမြို့နယ်ပညာရေးမှုရုံးကနေသိရပါဗျာကျွန်တော်မင်းညိုတောင်လင်းကြီးမြို့နယ်ထဲကနေပြေပို့ထားလာပါ